မန်စီးတီးရဲ့ချန်ပီယံဖြစ်လို့စိတ်ကိုစမ်းသပ်မဲ့ဘုံပေါင်းတဲ့ပွဲအပါအဝင်နောက်ဆုံးရမန်စီးတီးသတင်းများအားလုံးပဲမင်္ဂလာပါ City Insider Crown ဘောင်းမကနေပြန်လည်ကြိုကြိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့နောက်ဆုံးရမန်စီးတီးရဲ့သတင်းတွေကိုတင်ဆက်ပေးသွားမယ်အပြင်ဒီနေ့ညမှာကစားမဲ့ဘုံပေါင်းတဲ့ပွဲမှာစောင့်ကြည့်ရမယ်နှစ်ဖက်အသင်းရကစားသမားတွေအကြောင်းကိုလည်းတင်ဆက်ပေးသွားမှာပါအစကတည်းက CMB ကို YouTube မှာ Subscribe မလုပ်ထားတဲ့အနေနဲ့လုပ်ထားနိုင်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးပါ ထမဆုံးသတင်းစပုတ်အနေနဲ့ City အသိန်းကောင်းဆောင်ဟာ Irish နောက်ခံလူ Richard Dan ကခူဆန်တို့တယောက် City မှာအောင်မြင်ဖို့အခုလိုအကြံပေးသွားပါတယ်။အသင်းသစ်မှာအထိုင်ကျဖို့ဆိုတာအချိန်တော့ယူရပါတယ်။အချို့ကတော့ခန့်နေနေအံဝင်သွားတာတွေလည်းရှိပါတယ်။ခူဆန်တို့အနေနဲ့ကပင်ကိုမြန်တဲ့ကစားသမားဖြစ်တဲ့အချိန် Premier League ရဲ့ညံနှုံးနဲ့ပတ်သက်လို့တော့သူလည်းအံအားသင့်နေမယ်ထင်ပါတယ်။ဆုံးဖြတ်ချက်ချတဲ့အပိုင်းတွေမှာပုံမူညံဆန်လာဖို့နဲ့ဘယ်အချိန်မှတက်ကယ်ရီလောက်ရမလဲဆိုတာနားလည်ဖို့တော့သင်ယူရပါဦးမယ်။ အတွေ့အကြုံတွေလည်းဆိုင်ပါတယ်ဒီအပိုင်းမှာကစားသမားကတိုးတက်လာအောင်မှာပါဆက်လက်ပြီးအားလုံးနဲ့သိတဲ့အတိုင်းစီလီကအရင်နှစ်တွေကလောက်တော့အမှတ်ပေးပြန်ပွဲပေါ်လွှမ်းမိုးမှုမရှိတော့ပါဘူးဆိုတော့လူငယ်ခံစစ်ကစားသမားတွေကိုအခွင့်အရေးတွေအများကြီးပေးနိုင်မယ့်အချိန်မဟုတ်သေးဘူးလို့ထင်ပါတယ်တရားဒီလုံးခြုံကြည့်ရင်တော့ခူဆောင်တော့လည်းကစားချိန်လုံလောက်ရပြီးတိုးတက်လာအောင်မှာပါနေ့စဉ်ကမ္ဘာအဆင့်ကစားသမားတွေနဲ့တွဲကစားရနေတာကလည်းကစားသမားအတွက်ကောင်းပါတယ်ကမ္ဘာအကောင်းဆုံးအသင်းတွေကတသင်းကိုရောက်နေတာဆိုတော့စိတ်ရှည်မှရပါမယ်အလွယ်တကူနေရာရဖို့တော့မရှိပါဘူး ီးပြရဲ့ယုံကြည်မှုကိုရဖို့လည်းလိုအပ်ပါတယ်ဒါအပြင်ခုနပြောတဲ့ပွဲတွေကဆုံးဖြတ်ချက်တွေမှာပိုအားကောင်းလာဖို့လည်းလိုပါတယ်ဥဇဘက်ကစ္စတန်ခန်စင်မှုရဲ့အနာဂတ်အလားအလာနဲ့ပတ်သက်လို့လည်းရစ်ချတ်တန်ကရုပ်ပိုင်းဆိုင်ရာအပြင်တော်ခူဆာနော့ကထိတ်တန်းအစ်င်နောက်ခံလူတယောက်ရှိတဲ့အနေအထားမျိုးကိုပိုင်ဆိုင်ထားပါတယ်မိပြကလည်းသူကစားရတဲ့နေရာနဲ့ပတ်သက်လို့လိုက်နာရမှာတွေကိုအဆက်မပြတ်ညွှန်ကြားပေးနေပါတယ်ဥပမာဘောလုံးကိုဘယ်အချိန်မှပြင်ဆင်ရမလဲဆိုတာမျိုးတွေပါ စီတီကလည်းကစားသမားကိုနာခဲ့အတွက်ရည်ရွယ်ပြီးခေါ်ထားတာဆိုတော့ကစားသမားကပုံသွင်းလို့ကောင်းတဲ့အရွယ်ပဲရှိပါသေးတယ်။ဖိတ်တန်းစင်တော့မရောက်သေးပေမဲ့ရောက်လာမယ်အေးအောင်ကြိုးတွေတော့ပြည့်တွေ့နေရပါတယ်လို့ပြည့်ချက်တန်းကသူ့ရဲ့အမြင်ကိုဖွင့်ရသွားပါတယ်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ကောင်းချီပိုင်းသတင်းကိုသူ့စီကမမျော်လင့်နဲ့လို့ Daily Mail သတင်းတော့ကိုတုံ့ပြန်လိုက်တဲ့ Guardiola ။ပွဲစဉ်30 FB Premier League ပွဲစဉ်7မှာ Man City က Arne Slot ရဲ့ Liverpool ကိုအိမ်ကွင်းမှာအဲခံကစားသွားဖို့ရှိနေပါတယ်။ အခုအချိန်မှာကလေးကဒီနှစ်သိန်းကြားမှာပြောစရာလေးတွေကစတင်ပေါ်ပေါက်နေပါပြီ။ဂျာရဲ့ EFL ကမှာလီဗာပူးတို့ Crystal Palace ကိုရှုံးနိမ့်ခဲ့ပြီးနောက်အာနက်စလော့က Man City ရဲ့သေးလူဝင်အားနဲ့သူ့အသင်းလက်ရှိလူဝင်အားနှစ်ရက်ကိုနှိုင်းယှဉ်ပြီးပြောဆိုသွားတာပါ။အာနက်စလော့ရဲ့ပြောဆိုချက်နဲ့ပတ်သက်လို့ Pep Guardiola ကိုမေးမြန်းရမှာမိဂါကြီးကကိုယ်လူနေနဲ့ကျုပ်စီရတော့ဘာကောင်းကြီးပိုင်းသတင်းမှရမယ်လို့မပြောလင့်ပါနဲ့။ရမှလည်းမဟုတ်ပါဘူးလို့ပတ်ကတော့သတင်းတော်ရဲ့စကားအစ်မေးမှုကိုရှောင်ထွက်သွားပါတယ်။တစ်ဆက်သေး ဖက်တယောက်ဘုံဘုံနဲ့ပွဲမတိုင်ခင်စိတ်လိုလက်ရဖြေချသွားတာကတော့ဖိုတန်ချာဗီတို့ရဲ့ပေါင်းဆက်မှုကနေဘာရီမျောလင်းနိုင်မလဲဆိုတာပါ၂၂နှစ်ရွယ်ချာဖီကိုပေါင်း34တန်းနဲ့ရလိုက်တော့ပြင်သစ်သားကကေဗင်ဒေဘရိုင်းနေရာဖြည့်မဲ့သူမဟုတ်ဘူးလို့ပြည်သက်တွေကအလွယ်တကူသတ်မှတ်ထားကြပုံရပါတယ်ချာဖီကတော့ပေါင်းဝင်ရတဲ့ပွဲတိုင်းမှာခြေစွမ်းပြထားသလိုလက်ရှိရာသီမှာအသင်းအတွက်နှစ်ဘိုးအသင်းတစ်ဘိုးဖန်တီးပေးထားပါတယ်မိနစ်အပြည့်ဆို300ဝန်းကျင်လောက်ပဲကစားရသေးတာပါ ဟိုတန်နဲ့ချာဂီတို့ကိုတွဲဖက်ပြီးတော့ပွဲထုတ်လာမလားဆိုတဲ့မေးခွန်းနဲ့ပတ်သက်လို့ပတ်ကပုံမှန်မမုတ်နဲ့အာလင်းဟာလန်တို့လိုပါပဲဟိုတန်နဲ့ချာဂီကလည်းတွဲဖက်ကစားသွားဖို့အလားအလာရှိနေပါတယ်နှစ်ယောက်လုံးကတော့ဒန်ယာကင်းစင်နေဖို့လိုပါတယ်ပရီးမီးယားလိပွဲစဉ်အများစုမှာကရုပ်ပိုင်းဆိုင်ရာတောင်းဆိုမှုများပါတယ်ရိုဒရီမရှိတဲ့အခါအသင်းကပြိုင်ဘက်တွေနဲ့ရှင်ယုံနိုင်ကျွမ်းလဲအားနေသွားလို့ရှိတာပါဒါအောင်နားလေထားရပါလိမ့်မယ်။ Aston Villa နဲ့ပွဲမှာပထမပိုင်းမှာလည်းကစားသမားတချို့ကအထိုက်လျောက်ပိုစီရှင်တချို့မှာတော့ကောင်းကြတာပါပဲ။သို့တော့ခြေစွန်းတက်တမတ်သေးတော့မရှိဘူးလေ ဥပမာစွန့်စည်းနေပွဲမှာချာကီနီယာဖိုဒဝင်းကစားပေးသွားတယ်လို့မျိုးပြီးရဲ့အားထုတ်မှုမျိုးကိုကစားသမားတွေကအတူယူကြရပါမယ်။ပွဲစဉ်အများစုမှာအသင်းကပြိုင်ဘက်တွေပေါ်လွှမ်းမိုးထားနိုင်တဲ့ကစားတာကောင်းတယ်။စွန့်စည်းနေပွဲဒုတိယပိုင်းမှာဆိုကန်တော့ကိုပြေးလွှားခွင့်တော့မပေးတော့ပဲထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ဒါသာပဲ CD အသင်းကဘာလဲဆိုတာကိုပြသနေတာပါ။လက်ရှိအသင်းမှာဖန်တီးမှုအားကောင်းတဲ့ကစားသမားတွေရှိနေပါတယ်။သို့သောတယောက်နဲ့တယောက်နားလည်မှုတိုးသေးတယ်လို့တကယ်တမ်းကစားတဲ့အခါမှာ transit တိုက်စစ်မျှနေဖို့ကလည်းလိုအပ်ပါတယ်။ ဒီလို balance တစ်ခုကိုမကြခင်တော့ရှာတွေ့မှာပါလို့ဒီပြကြီးကထုတ်ပေါ်ဆွေးနွေးသွားပါတယ်။ဒါမဲ့တင်းငွေတွေနေမှာတော့ CEO အမြင့်ပြန်နေတဲ့ဘုံမောက်ကိုအိမ်ကွင်းမှာရင်ဆိုင်ဖို့ရှိနေပြီ။အဲ့ဒီကွင်းမှာ Foden Chaki တွေကိုတွေ့လာမှလားဆိုတာမကြခင်သိရတော့မှဖြစ်ပါတယ်။နောက်ဆုံးတင်းတပုတ်အနေနဲ့တော့အမြင့်ပြန်နေတဲ့ဘုံမောက်ရဲ့ Man City ရဲ့ Champion ဖြစ်လို့စိတ်ကိုစမ်းသပ်မဲ့ပွဲဆိုတဲ့အကြောင်းလေးကိုတင်ဆက်ပေးကြပါမယ်။ တနင်္ဂနွေနေ့ည7:00နာရီမှာတော့ DRB အကောင်းဆုံးပုံစံရနိုင်ပြီးအမှတ်ပေးစရာအစ်စ်နှစ်နေရာမှာရှိနေတဲ့ဘုံမောက်ကမန်စီးတီးရဲ့အတ္တိယကွင်းထဲမှာအရှင်သင်းကိုလာရောက်ရင်ဆိုင်ကစားသွားမှာပါဝဲစဉ်ကိုမှအက်စတွန်ဗီလာကိုမက်ဒီကက်ရှစ်တလုံးတည်းသောအတွင်းကိုနဲ့ရှုံးလိုက်တာကမန်စီးတီးရဲ့အတွက်ရှုံးချက်နာသွားပြီးတော့ဦးဆောင်သူအာဆင်နယ်နောက်6မှတ်အထိပြတ်ကျသွားစေခဲ့ပါတယ်ဂန်နာရီကတော့ဆယ်စုနှစ်နှစ်ခုအတွင်းပထမဆုံးအကြိမ်အမှတ်ပေးပလာရဖို့တာဆူနေတဲ့အပင်းမှာစနေညမှာလည်းဘန်လီကိုဇီးတူးနဲ့နိုင်ရရှိလိုက်တာကြောင့်လက်ရှိမှာစီးတီးကို6မှတ်အထိပြတ်ထားနိုင်ပါတယ် ဒါကြောင့်လည်းဘုံမောင်းတဲ့ပွဲဟာအင်ကွေးမှာကံရသည့်တိုင်စစ်တီအတွက်ဖိအားများလုံးတဲ့အနေထားကိုစိုက်ရောက်နေတာပါတစ်ဖက်မှာ Cherry Stay လို့နာမည်ပြောင်းရထားတဲ့ဘုံမောင်းကလည်း Spain နီးပြအန်တိုနီအာရိုလာလက်အောက်မှာအကောင်းဆုံးပုံစံရနေပါတယ်။မနစ်ကအဆင့်9နဲ့တင်းတမိုင်းတစ်လျှောက်အကောင်းဆုံးရည်တည်မှုကိုဘုံပေါက်တို့ပိုင်ဆိုင်ခဲ့ပြီးခြေစွမ်းကောင်းတွေကိုလည်းရှိ2025နဲ့16ရာသီအထိဆက်လက်သေးဆောင်ထားကအဆင့်နှစ်နေရာကနေ18မှတ်နဲ့အာဆင်နယ်ကိုပြားပေးနေပါတယ်။မန်စီးတီးစီကအမှတ်ခွဲယူပြီးတော့အာဆင်နယ်ကိုတကယ် ဖျားပေးမယ်အသင်းကဘုံပေါက်ဖြစ်သွားမလားအဲ့ဒါလိုတွေးကြည့်ရတယ်စိတ်ကူးရင်တော့ဆန်ပါတို့တော့ဘုံပေါက်မှာဆန်နစီလိုခံစင်မှုမျိုးဘုံပေါက်ပတ်သက်မှု၉ချိန်ထိလှုပ်ထားတဲ့စမန်ညိုလိုတောင်ပန်တက်စိတ်ကစားသမားမျိုးတွေကိုတော့ပိုင်ဆိုင်ထားပါတယ်အနေနဲ့များတဲ့အသင်းမှာဒါအောင်ကြံခဲ့တဲ့တွင်မှာစပန်ကြီးဒန်ဝိုက်ဆန်မီလိုခါကက်စတိုကို BSG Real Madrid Liverpool အသင်းတွေစီကိုလက်လွတ်ခဲ့ရပါသေးတယ် ရာသီမှာလည်းလီဗာပူးတင်းတင်းလေးကိုပဲဖွင့်ပွဲမှာ4-2နဲ့ရှုံးနေထားဒါကလွဲရင်နောက်ပိုင်းပွဲစဉ်တွေမှာတော့ရှုံးပွဲမရှိထားတဲ့အသင်းမှာနိုင်ထားတဲ့အသင်းတွေထဲမှာတော့ထိတ်တဲအသင်းရဲ့လို့တော့မပါတာတစ်ချက်သတိထားမိပါတယ်ဘုံမောက်တို့ပွဲချက်ကအခုမန်စီးတီးနဲ့ထိတ်တိုက်တွေ့တဲ့နိုဝင်ဘာကနေစတင်မှာဖြစ်ပါတယ်ဘုံမောက်ဘက်ကစောင့်ကြည့်ရမယ့်ကစားသမားကိုရွေးထုတ်ရမယ်ဆိုရင် CIB MB ကတော့ဒီပွဲမှာဘုံမောက်ရဲ့16နှစ်ရွယ်ပြင်သစ်တိုက်စစ်မှု Junior Cup ကိုပဲရွေးထုတ်ချင်ပါတယ် ီကစားသမားလေးကအသင်းအတွက်အမှတ်ပေးပွဲ6ပွဲကစား၄ဂိုးသွင်းပေးထားတယ်ပါပွဲကစားချိန်မိနစ်နည်းနည်းလေးနဲ့၄ဂိုးရထားတယ်ပါနောက်ဆုံး2ပွဲမှာဆို3ဂိုးနဲ့အထူးခြေစွမ်းပြနေပါတယ်ဒီကစားသမားကမိနစ်ကပြင်သစ်ကလပ် Lorient မှာလည်းပြင်ပွဲစုံ32ပွဲကစား23ဂိုးသွင်း2ဂိုးဖန်တီးပေးနိုင်ခဲ့တဲ့သူပါဒါကို session နဲ့လည်းလုတ်ပြထားတာမို့နောက်ထပ်စောင့်ကြည့်ရမယ်ထိတန်းလူငယ်တယောက်လို့ဆိုကြပါတယ်။လူမဒီရပုံးသီးလေးကိုပေါင်၁၀တန်းနဲ့ဘုံမောက်ကခေါ်ယူနိုင်ခဲ့တာ တစ်ဖက်မှာဝက်ဆမ်ကပေါင်တန်း30ပေးကိုကြိုးစားခဲ့ပြီးမြန်ကစားသမားကဘုံပေါက်ကိုရွေးချယ်သွားပါတယ်။အခုဝက်ဆမ်အခြေအနေကိုကြည့်ရင်ကစားသမားရဲ့ဆုံးဖြတ်ချက်ကမှန်ကန်ကြောင်းနဲ့ထင်ရှားနေပါတယ်။ Man City ဘက်ကခြောက်ကြည့်ရမယ့်ကစားသမားဆိုရင်တော့ဒီအသည့်ကွင်းလယ်မှာအထူးခြေစွမ်းပြနေတဲ့ P4 တောင်ရွေးချယ်ကြမှာတယ်။ဒါအပြင်ကစားသမားကဘုံပေါက်နဲ့ပွဲမှာအသင်းအတွက်ပွဲ200မြောက်ကစားပေးသွားမှာဖြစ်ပါတယ်။ဒီအသည့်ဘင်းကိုယ်တွေအများကြီးမရရှိထားတဲ့တိုင်းပိုရန်က City ရဲ့ကွင်းလယ်နဲ့တိုက်စစ်ကိုဘယ်လောက်ထိမောင်းနှင်ပေးနေလဲဆိုတာ City ပွဲတွေကိုဗီဒီယိုတစ်ဆိုင်ကြည့်ရင်မြင်နိုင်ပါတယ်။ ဘုံပေါင်းတဲ့ပွဲပါဝင်ရှိလာမဲ့ဒေါ်မွန်လီဗာပူးတို့နဲ့ပွဲတွေမှာပါအကောင်းဆုံးပုံစံပြသပြီးဒေါ်မက်တူချဲအင်္ဂလန်အသင်းလူတင်းမှာပေါဝင်ဖို့ဖိုတန်ကြိုးစားရပါမယ်။ဘုံပေါင်းပတ်သက်မှုတွေလုပ်ကျင်တော့ဘုံပေါင်းတဲ့အိမ်ဝင်ပွဲစဉ်ကအကောင်းဆုံးလို့ပဲကျန်ပေးကြပါရစေ။ဒါကတော့ဒီနေ့ညမှာကစားတော့မယ့်ဘုံပေါင်းမန်စီးတီးပွဲအပါဝင်နောက်ဆုံးရမန်စီးတီးရဲ့တည်င်းတွေကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်။ပွဲတူ30ချက်ပြီးတဲ့အောင်တော့ကျွန်တော်မနေ့ကလေးက တနင်္ဂနွေညပွဲစဉ်တွေထဲမှာမန်စီးတီးဘုံမောင်အကြောင်းကိုတင်ဆက်ပေးပြီးသားဖြစ်ပါတယ်ဒါကြောင့်မလို့အခြေမပြောတော့ဘဲနဲ့ဒီမှာတော့ဆောင်ကြည့်ရမယ့်ကစားသမားတွေကိုပဲအဲညွှန်းလိုက်တယ်ပေါ့နော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားပေးတဲ့အတွက်ကျေးဇူးပါ